မင်္ဂလာပါရှင်မန္တလေးမြို့ ဆယ်တန်းရွှေဆိုင်ပါဝင်ကြောက်စဲတတဦးနေတကြောဓမြတိုင်းလူရက်နေရပြူစောဒီယူနီဖောင်းဝင်ဓမြတိုင်းဖမ်းမိခါရဲနဲ့ပြူရင်းအဝေမတန်ရန်ဆောင်နေချိန်18ဦးပါပြူစောဒီယူနီဖောင်းဝင်ဓမြတိုင်းကိုရဲကဖမ်းဆီးတာဖြစ်တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မန္တလေးမြို့မန်းမြို့စီအတွင်းရှိဆယ်တန်းရွှေဆိုင်ကရွှေပိတ်တာချီဓမြတိုက်ခဲ့တယ်လို့အမရပူရာတတဦးနေကြောက်စဲနေတဲ့ကဓမြတိုင်းလူရက်နက်နက်ပြမိုက်ကြီးခွဲနေတဲ့ဆယ်အုပ်စုလောက်ခန့်ပြူစောဒီယူနီဖောင်းဝင်ဓမြဖွဲကဓမြ 18ဦးကိုစေယုစုလက်အောက်ခံရဲတွေကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ပြူစော်တီယူနီဖောင်းဝတ်ပြီးဓမြတိုင်လူရဲ့လက်နက်ပြမိုက်ကြီးခွဲနေတဲ့မန္တလေးမြို့ချမ်းမြတာစီမြို့နဲ့မြ ాయి နန္ဒာရက်ကွက်နေနေထက်လင်း29နှစ်ဘာဦးတန်ကျောင်းဆိုသူကို မေလ9ရက်နေ့မှာ စေအောင်စုလောက်ခန်းရဲရီကဖမ်းဆီးပြီးတဲ့နောက်ဓမြခိုင်ကိုဖောက်ထုတ်ခဲ့ကအမျိုးသမီးနှုတ်ပါဝင်စုစုပေါင်း16နှစ်ဦးဖမ်းမိထားတယ်လို့စေအောင်စုကသတင်းဖြန်ပါတယ်။ဖမ်းမိသူတွေကပြူစောတီယူနီဖောင်းတွေဝစ်စင်ကလွန်ခဲ့တဲ့နှစ်နှစ်ကျော်ကစတင်ပြီးမန္တလေးအမရပူရာတတအုပ်နဲ့ကြောက်စင်နေတဲ့ဓမြတိုင်းလူရဲလက်နက်ပြမိုက်ကြီးခွဲနေကြသူတွေဖြစ်တယ်လို့စေအောင်စုရဲ့ရှင်းမှတ်တမ်းမှာဖော်ပြပါတယ်။မန္တလေးမြို့မှာစေအောင်စုကလက်သက်မွေးကလက်နက်တွေယူနီဖောင်းတွေထုတ်ပေးထားတဲ့ပြူစောတီတွေနဲ့စေအောင်စုလက်အောက်ခံအဝေးမတဲဖြစ်ပြီးရန်ဆောင်နေကြချိန်အခုလို နှစ်နဲ့ချီကြာဓမြတိုင်းမိုင်ကြီးခွဲနေတဲ့ဓမြခိုင်ကိုရဲကအဖမ်းပြတာလည်းဖြစ်ပါတယ်။2023ခုနှစ်ကုန်ပိုင်းကမန္တလေးမြို့ချမ်းမြသာစီမြို့နယ်ကနေအိမ်တိန်ကိုဝင်ရောက်ကလက်နက်ပြမိုင်ကြီးခွဲဓမြတိုင်းနေတဲ့ပြူစောတီတချို့ကိုစေအုပ်စုရဲကဖမ်းဆီးခဲ့ရာပြူစောထူရီမကြည်မနှက်ဖြစ်ပြီးစေအုပ်စုလာအောင်ခံအချင်းချင်းဆက်လက်ဖမ်းဆီးနေပါကမြေပြင်တိုက်ပွဲတွေမှာမလိုက်ပါတော့ဘဲ။ ပြူစောတီတွေအလုံးနှုတ်ထွက်မယ်လို့မန္တလေးနန်းတွင်းအခြေပြုအလဲပိုင်းနိုင်စစ်ဌာနချုပ်လပခထံပြူစောတီတွေကအိတ်ဖွင့်စာပေးပို့ခဲ့ပူပါရီအခုမီလ9ရက်ကစလို့မန္တလေးနယ်ကြောက်စင်နယ်တကြောဓမြတိုင်လူရက်နေတဲ့ပြူစောတီယူနီဖောင်းဝတ်ဓမြခိုင်းက18ခုကိုဖမ်းမိခဲ့ပြီးမြေအဲ့ဒီဓမြတွေကပြူစောတီအစ်စ်တွေမဟုတ်ပဲပြူစောတီအယောင်ဆောင်ထားတဲ့တွေသာဖြစ်တယ်လို့စစ်အုပ်စုကသတင်းဖြန့်ပါရီဖမ်းဆီးရမိထားတဲ့ကိုနေထလင်းရဲ့ထွက်ဆိုချက်ရခွင်းဆက်တရံကများဖမ်းဆီးရမိရေးဆက်လက်ဖော်ထုတ်ဖမ်းဆီးခဲ့ရဓမြတိုင်လူရက်မှုတွေမှာပူပေါင်းပါဝင်ခဲ့ သူတွေဖြစ်တဲ့၎င်းရဲ့ဇနီးမတ်မီမီမီကို32နှစ်ပါဦးကိုကိုတွင်စင့်ကင်မျိုးနဲ့အေးမဆိုချေရွာနဲ့ဦးညီညီလွင်ကညီညီ29နှစ်ပါဦးအင်းကိုချမ်းမြတာစီမျိုးနဲ့မြိုင်နန္ဒာရက်ကွက်နဲ့ဦးကိုကိုလွင်65နှစ်ပါဦးတင်မောင်နဲ့အမရပူရာမျိုးနဲ့ရေကြီးပေါက်ချေရွာနေများဖြစ်တဲ့ကိုရန်နိုင်ဝင်းကကိုဖို့သား38နှစ်ပါဦးခင်မောင်နဲ့ကိုဟိမင်းသူခေါ်ဟူစိန်22နှစ်ပါဦးမြင့်စုံ မကွေးတိုင်းဒေသကြီးမင်းလာမျိုးအမတ်၁၀ရက်ကွက်နေကိုနေမင်းအောင်ခေါ်ထက်လင်း26နှစ်ပါဦးမြင့်မို့အမရပူရာမျိုးနဲ့စာတိုးကြီးရွာနေကိုမျိုးစော်26နှစ်ပါဦးမြင့်နောက်ထမ်းမြတာစီမျိုးနဲ့အောင်ပင်လဲရက်ကွက်နေသူတွေဖြစ်တဲ့ကိုမင်းတက်နိုင်ခေါ်ကြစ်ကျင်း28နှစ်ပါဦးကိုကိုလွင်ကိုကျော်တီဟာခေါ်တီဟာ24နှစ်ပါဦးကျော်ကိုမင်းသက်ကိုခေါ်ချစ်ကျင်း23နှစ်ပါဦးကိုကိုလွင်ပတိန်ကြီးမျိုးနဲ့ကလားကြီးကြီးရွာနေကိုစာနီထွန်းခေါ်စာနီ38နှစ်ပါဦးကြီးလေးနေပြီးတော့တာဝတိမျိုးဆက် ယုံစုရက်ကွက်နေကိုညံထလင်းခေါ်ကိုထ32နှစ်ဘာဦးနေမျိုးလိုက်မုံရွာမျိုးမြောင်းရရက်ကွက်နေသူများဖြစ်တဲ့ဒေါ်တတန်မုံ52နှစ်ဘာဦးတန်ကျောင်းနဲ့ဦးမြင့်မုံ52နှစ်ဘာဦးပေါ်ရှင်အမရပူရာမျိုးနဲ့ဘနောကြီးရွာနေကိုဖြူ စွာမင်းခကရုံ30နှစ်ပါဦးကျော်ဟောမလင်းမြို့နေကိုစုံမျိုးထက်ခေါ်ကိုမျိုး33နှစ်ပါဦးတန်ချောင်းတို့ပါဝင်တဲ့ခိုင်းဖွဲ့မှာအမျိုးသား15ဦးမျိုးသမီးနှစ်ဦးစုစုပေါင်း18ဦးတို့ကိုပြစ်မှုကျူးလွန်ရာမှာအတုံးပြုတဲ့ပြစ်စတိုတနက်လီလက်မော်တော်ယာဉ်3စီးဆိုင်ကယ်2စီးပျောက်ကြားဝတ်စုံ4စုံတို့နဲ့တူထပ်မံဖော်ထုတ်ဖန်ဆီးရမိခဲ့တယ်လို့စေအုပ်စုရင်းမှတ်တမ်းမှာဖော်ပြပါရယ်အဲ့ဒီပြူစော်တီယူနီဖောင်းဝင်တမယဖွဲ့ကကိုနေချက်လင်းကိုညင်ညီလွင်ကိုဖြူစွာမင်းတို့တောင်းက 2023ခုနှစ်ဇူလိုင်လ23ရက်ကတတအုံမြို့နယ်ခင်လူးလေးကျေးရွာနယ်ကိုဟန်ခေါ်ကိုတီဟန်မောင်းနေလာတဲ့ Ford Double Cab မော်တော်ယာဉ်ကိုလူရဲကိုနေထလင်းကိုခုန်ညီညီလွင်ကိုဖြူစွာမင်းတို့တောင်းက2023ခုနှစ်ဇူလိုင်လ23ရက်နေ့မှာအမရပူရာမြို့နယ်ရှိမောင်ထိန်ရွှေဆိုင်ကိုလူရဲကိုနေထလင်းကိုရန်နိုင်ဝင်ကိုဟိန်းမင်းသူကိုနေမင်းအောင်တို့လေးဦးက2023ခုနှစ်စက်တင်ဘာလ14ရက်နေ့မှာချမ်းမြသာစီမြို့နယ်ရှိ Sky Scar Mobile Phone ဆိုင်က ဖုန်း84လုံးနဲ့ငွေကြက်9သိန်းကျော်ကိုလူရက်ကိုနေထက်လင်ကိုညီညီလွင်ကိုရဲနိုင်ဝင်ကိုဟိန်းမြင့်သူကိုနေမင်းအောင်တို့၅ဦးက2024ဇန်နဝါရီလ17ရက်မှာကြောက်စင်မျိုးမျိုးမစီအတွင်ရှိပူတန်ထွန်းဒေါ်ခင်ရွှေဆိုင်နဲ့ဦးတန်းနိုင်ဒေါ်သူစာဝင်းရွှေဆိုင်တို့ကိုဓမြတိုင်ရမှာပူပေါင်းပါဝင်ကျူးလွန်ခဲ့တယ်လို့ဆိုဆိုပါရတယ်။ဒါအပြင်ကိုနေထက်လင်ကိုမျိုးစောကိုနေမင်းအောင်ကိုမင်းတန်နိုင်ကိုစာနီထွန်းဒေါ်တန်တန်မို့ဦးမြင့်မို့တို့9ဦးက2024မေလ31ရက်မှာမန္တလေးမြို့မဟာအောင်မြင်မြို့နဲ့38 လမ်းနဲ့39လမ်းကြား84လမ်းနဲ့85လမ်းကြားမန်းမြို့စည်အတွင်းရှိဆယ်တန်းရွှေဆိုင်ကိုဓမြတိုင်းကိုနေထက်လေးနဲ့ကိုညီညီလွင်လို့နောက်က2025မလ18ရက်နေ့မှာချမ်းမြတာစီမြို့နယ်ထုံတုံးရက်ကွက်54လမ်းနဲ့55လမ်းကြား71 F လမ်းနဲ့ဒေါ်ဆွေစင်ထုံးရဲ့နေအိမ်တွင်ဝင်ရောက်ကငွေစက်ကူရောရကျက်139တိန်ကျော်လူရန်ကိုနေထက်လင်းကိုညီညီလွင်ကိုမင်းသက်ကိုကိုကျော်တီဟာမမ်မီမီကိုကိုညံထက်လင်းတို့ချောင်းက2025ခုနှစ်အေပီလ9ရက်ကအမရပူရာမြို့နယ် စင်ရွာမြင်းမှုချင်းရွာရှိများသစင်ထဲဆိုင်ကိုဓမြတိုင်းကိုနေထက်လင်းကိုညီညီလွင်ကိုမင်းသက်ကိုကိုကျော်တီဟာမတ်မီမီမီကို ဦးကိုကိုလွင်နဲ့ကိုညံထက်လင်းတို့က2025အေဘီလ28ရက်ကအချမ်းမြတာစီမျိုးနဲ့အောင်ပင်လင်းရက်ကွမ်း55လမ်း103လမ်းနဲ့104လမ်းကြားရှိရွှေစာမဏိရွှေဆိုင်ကိုဓမြတိုက်မှုတွေကျူးလွန်ခဲ့တယ်လို့စေအုပ်စုရဲ့မတမ်းမှာဖော်ပြထားပါတယ်။အဲဒီပြူစောတီရှူနီဖောင်းဝင်းဓမြကိုင်းဟာမန္တလေးမြို့မန်းမြို့စည်အတွင်းရှိစေတန်းရွှေဆိုင်တစ်ဆိုင်နဲ့ပဲရွှေလေးပိတ်တာကြောင့်ဓမြတိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာပြူစောတိယူနီဖောင်းဝင်ဓမြတွေကိုဖမ်းမိထားပြီးမဲ့ဆက်ဆက်တရားခံတွေဖမ်းဆီးဖို့ကြံနေသေးတယ်လို့တသေကံပြည်စည်းတွေပြန်လည်ရရှိဖို့ဆောင်ရွက်နေစေလို့စေအုပ်စုကဆိုပါတယ်။အာနာသိမ့်ပြီးနောက်မန္တလေးမြို့မှာလူသတ်မှုလူရဲမှုဓမြမှုတွေစတိုင်ဖြစ်ပွားနေပြီးစေအုပ်စုကကျူးလွန်နေသူတွေကိုဖော်ထုတ်ဖမ်းဆီးတာအားနည်းနေတယ်လို့မြို့ကန်တွေကပြောပါကြောင်းသတင်းမှဖော်ပြပါရှိပါတယ်။ဆလတ်ပြီးထိုင်းနယ်စပ်ကမဲလာစခန်ကိုတရက်တွင် KNU သိမ်းယူတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနယ်စပ်နီးမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့မဲလာစခန်ကိုတရက်တာတိုက်ပြီးမဲလာ16ရက် မနက်ပိုင်းမှာ KNU နဲ့ပူးပေါင်းတပ်ကအပိသက်ရှင်းလင်းသိမ်းယူလိုက်ပြီးလို့ကရင်စည်ရေးတရင်အရင်မြစ်တွေစီကသိရပါဗျ။မဲလစကန်ကိုဒီမနက်ပိုင်းမြန်မာစံတော်ချိန်မနက်9:00ခွဲဝန်းကျင်မှာအပိသက်သိမ်းယူလိုက်နိုင်တယ်လို့တရင်အရင်မြစ်တွေကပြောပါဗျ။မဲလစကန်မော်ကွီးလူစကန်က KNU တပ်မဟာခွန်းစည်ရေးလှုပ်ရှားမှုနေမြေထဲမှာရှိပြီးထိုင်းရင်စံနီလိုင်းပွဲမျိုးနဲ့ဝေလင်မှုမဲလရွာနောက်ဖက်မှာတည်ရှိတယ်လို့သိရပါဗျ။အဲ့ဒီစကန်ကိုမေလ15ရက်မနက်ပိုင်း9:00ခွဲချိန်မှာ KNU တပ်မဟာခွန်းက drone တွေတုံးပြီးစတင်တိုက်ခိုက်တာပါ။စတင်တိုက်ခိုက်တဲ့ညပိုင်းမှာပဲမေလစ ခန်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတိုက်ခိုက်မှုဒဏ်ကိုမခံနိုင်တော့ဘဲစကန်းရဲ့တောင်ဘက်ကိုစုဖွဲ့ထွက်ပြေးသွားတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်။စကန်းကိုအပိတရလိုက်တဲ့ဒီကနေ့မနက်ပိုင်းမှာတော့စစ်ကောင်စီနေတပ်ကပုံကျဲတိုက်ခိုက်မှုတွေလှုံ့ဆော်နေရလို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်ထိုင်းနယ်စပ်အနီး တားလဲဗျူဟာကိုတင်ပြီးရနောက်မှာမေလာစကန်ကိုဆက်လက်တင်ယူဖို့ KNU ကတိုက်ယူခဲ့တာပါဝေလယ်မှုမေလာနီးဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့်မေလာပါဝင်အနီးနာချင်းရွာကဒေသခံပြည်သူ၄၀၀ကျော်ထိုင်းဘက်ကျန်းစီထွက်ပြေးလာတယ်လို့ထိုင်းသတင်းအရှင်းမြစ်တွေကလည်းအတည်ပြုပါတယ်လိုင်းပွဲမြို့နယ်ပိုင်ကျုံမြို့ဒေါနာတောင်တန်းအရှိချမ်းထိုင်းနေဆက်တလျှောက်ကစစ်ကောင်စီတပ်စခန်းနေနဲ့ပူလူဒူးခလဲတီတခေါပီခီမော် ဖားသူစကန်တာလင်ဗျူဟာနဲ့မဲလာစကန်တို့ကိုပါအခုနှစ်အတွင်း KNU တက်မှာခွနစ်ကတင်ယူထားတာဖြစ်ပါတယ်။လက်ရှိမှာတော့မော်ဖိုကီမော်ဖိုကီစကန်နဲ့နော်တရာစကန်တို့ကြန့်ရှိနေပါတယ်။လက်ကြံစကန်တွေကိုလည်း KNU ကဆက်လက်တိုက်ခိုက်ဖို့ရှိနေရလို့ကရင်စင်ရီတရင်ရင်းမြစ်တွေကအသိပေးပါတယ်။စစ်ကောင်စီတပ်ဘက်ကတော့ကြန့်ရှိနေတဲ့တပ်စခန်းတွေမကြစေဖို့မြေပြင်ကနေစစ်ကူစေလွတ်နိုင်စွမ်းမရှိတော့ဘဲလေကြောင်းပစ်ကူကိုသာအပြုနေရလို့လည်းတရင်ရင်းမြစ်တွေကပြောပါတယ်။ထိုင်းမြန်မာနယ်စပ်မှာနေရာယူတပ်ဆွဲထားတဲ့မဆုတ်တန်းခန်းစစ်စခန်းတွေချိန်ကုန်စကန် တွင်ဇက်တိုက်ဆုံရှုံနေရတဲ့ပတ်သက်ပြီးစစ်ကောင်စီကတော့သတင်းမောင်းချထားပါတယ်။နေဇက်နီဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့်ထိုင်းစစ်တပ်ကလည်းနေဇက်မြင်းတလျှောက်တပ်ဖြန့်ပြီးမြန်မာဘက်ခြမ်းကအခြေအနေတွေကိုအနီးကပ်စောင့်ကြည့်နေရလို့ထိုင်းမီဒီယာတွေကဖော်ပြကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။